ပေးကင်းရန်ကွာရှိကြပါစေခင်ဗျာတော်လိုင်းသတင်းတွေကိုနားဆင်ရအောင်ပါကျွန်တော်ကတော့ကြော်ဆိုးပါနွေမလာ၁၄ရက်နေ့ကအာရခတတ်တော် AA ရဲ့စည်ရည်ပြူဟာလက်နက်ကြီးစွမ်းရည်တွေကြောင့်ကြောက်ဖြူမင်းပြင်ရွာရေဒါစခန်းမှာစေယောစုဘက်ကထိကိုက်သေးဆုံးမှုတွေတော်လံပြည်သူတွေအတွက်အားရခဲ့ကြပြီးပါပြီ။ AA တပ်တွေကမင်းပြင်ရွာရေဒါစခန်းကနေယာယီဆုတ်ဆင်မှာဝန်တာအားရဝင်ရောက်သွားပြီးအောင်ပွဲမှတ်တမ်းဓာတ်ပုံတန်းစီရိုက်နေတဲ့အုပ်စုပေါ် AA လက်နက်ကြီးတွေထိထိရောက်ရောက်ကြာသွားတဲ့ရုပ်တံမှတ်တမ်းများလည်းပြန့်နှံ့ခဲ့ပြီးဖြစ်ပါတယ်။ ထိခိုက်မှုအခြေအနေကိုတင်းတင်းရှားရှားတွေ့ကြရပေမဲ့ရန်သူထိခိုက်သေးဆုံးမှုသတင်းသေးစိတ်ကိုတော့အနည်းဆုံး20ဦးလို့သာဆိုနေကြပြီးအတိအကျမသိနိုင်ခဲ့ပါဘူး။လက်ရှိမှာတော့ကြောက်ဖြူကိုအလုံးစုံစိုးမိုးဖို့အားတင်းထားတဲ့အေအေတပ်တွေဟာရန်သူရဲ့အဖက်ဖက်ကတာလွန်အင်အားကြောင့်ခစ်တာဆုတ်ပေးထားရပါတယ်။အဲ့ဒီနောက်ပိုင်းမှာပဲမင်းပြင်တိုက်ပွဲနောက်ဆက်တွဲရုတ်တံဖိုင်ပြည့်ဆက်လက်ထွက်ရှိထားရမှာလဲ။ဤတိုက်ပွဲဒီနိုဝင်ဘာလ16ရက်နေ့မနက်10:30မိနစ်ခန့်ကဖြစ်ပွားခဲ့ကြောင်းဒေတာတွင်သတင်းများမှာဖော်ပြနေကြပါတယ်။ အေးတက်တွေကဝိုင်းရံပိတ်ဆို့ထားတဲ့နတ်ရီကံပြူအခြေအနေမှာလဲနွေမာလာ16ရက်နေ့ကလေချောင်းနဲ့ရိတ်ခါတွေကောက်ယူနေကြစဉ်အေးတက်တော်ဘက်ကလက်နက်ကြီးတွေကြရောက်လို့ရန်သူအ ਨੇ စုံ10ဦးခန့်သေဆုံးခဲ့သေးကြောင်းဒေတာတွင်းသတင်းတွေကိုကိုးကားပြီးသိရပါဗျ။နတ်ရီကံလေချောင်းရံကာကွယ်ရေးတောင်ကုန်းကိုလေထီးတွေနဲ့ဒီနေ့မနေ့တစ်ကြိမ်နေ့လယ်တစ်ကြိမ်နှစ်ကြိမ်လာချတယ်။ဒုတိယကြိမ်ပစ္စည်းကောက်နေတော့အေးလက်နက်ကြီးတပ်ဖွဲ့က drone တွေလက်နက်ကြီးတွေနဲ့ချိန်ကိုက်ပစ်ခတ်ခဲ့တာပါဆိုတဲ့အကြောင်းသတင်းရင်းမြစ်ကဆိုပါတယ်။ ဝိုင်တွဲနဲ့ရိတ်ခါတွေအရင်လာချသေးတယ်ဒုတိယကြိမ်ဝိုင်အိတ်နဲ့ချတဲ့ရိတ်ခါကိုရန်သူတွေစုပြုံကောက်နေကြတော့လက်နက်ကြီးတွေအခုလိုထပ်မံထိမှန်ကုန်ကြပြန်ပါပြီစကန်ကုန်းဘော်ကကဘာလုံးဘော်ဆောက်အောင်လဲလက်နက်ကြီးထိလို့ပြုံနေကြောင်းသတင်းရရှိပေမဲ့အတီးပြုတ်နိုင်ခြင်းတော့မရှိသေးပါဘူးအေဟာတန်တွဲရန်ပြဲဘူဒီတောင်ရသေတောင်ပုံနှကျွန်းကြောက်တော်မင်းပြာမြောက်ဦးမြေပုံ ပောက်တော်မောင်တော်အန်းတောင်ကုတ်ဂွားမြို့တို့အပြင်ချင်းပြေပလက်ဝကိုလည်းတိမ့်ပိုက်ထားခြင်းဖြစ်ကား ကြောက်ဖြူပါဝင်ကြန့်ရှိမြို့ကြီးများကိုပါအပီးသိမ့်ဖို့စည်ရေးပြွာနီးမျိုးစုံနဲ့လှောက်ရှားနေကြခြင်းလည်းဖြစ်ပါတယ်ခင်ဗျာနိုဝင်ဘာလ23ရက်နေ့မနက်6:15မိနစ်အချိန်မှာတော့ရန်သူ9ဦးတေဆုံးခဲ့တဲ့တိုက်ပွဲဟာမြင်းကြံမြို့နယ်ခေါင်းကွဲကြီးရွာနဲ့ကံရွာကြီးရွာကြားရှိအချမ်းပတ်စစ်တပ်ကိစ္စခန်းမှာဖြစ်ခဲ့ပါတယ်ထဏောင်းမြေစစ်ကြောင်းနဲ့မဟာမိတ်တပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်တာပါရန်သူကိစ္စခန်းကို drone ပုံများကြားရောက်ဖောက်ခွဲပစ်နိုင်ခဲ့တယ်လို့မြေပြင်မှာလည်းတော်လိုင်းတပ်ဖွဲ့များကစစ်ကြောင်းနှစ်ကြောင်းခွဲပြီးတိုက်ခိုက်ပါတယ် အဲ့ဒီစခန်းမှာရန်သူ15ဦးရှိကြောင်းသိရကတိုက်ခိုက်မှုတွင်ခဏဦးသေဆုံးပြီးကျန်တဲ့လူများလည်းထွက်ပြေးတဲ့အကြောင်းတော်လိုင်းတပ်များဘက်ကပြောပါတယ်။မြင်းချန်ကစစ်ကူတွေနဲ့အလှမ်းနှီးတာမှုဘေးကင်းအောင်ပြန်ဆုတ်နိုင်ခဲ့ကြပြီးထနောက်မြေစစ်ကြောင်းနဲ့တူ Justice Warriors အဖွဲ့မဟာမိတ် drone တပ်ဖွဲ့များဖြစ်ကြတဲ့ MTF မြောင် drone ကြားခင်ဆိုင်တပ်ဖွဲ့ Revolutionary Air Force မြင်းချန်ခရိုင်မှ17တိုင်ရင်လက်ရုံးတပ်925ပျောက်ကြားတပ်ဖွဲ့ငစွန် Pickard drone team တပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ ပေါ့မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖရဲ့တိုက်ပွဲဟောင်းမှတ်တမ်းများထုတ်ပြန်ကြရမကွေးတိုင်းပေါ့မြို့နယ်တောင်ပိုင်းတိုက်ပွဲတွင်ရန်သူတပ်မှ69စစ်ကြောင်းရဲ့ရုပ်လောင်းတွေသာမကလက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိတယ်လို့နိုဗင်ဘာလ15ရက်နေ့ရက်စွဲနယ်သိရပါဗျာ။ ရန်သူဟာအော်တိုဘာလ30ရက်နေ့ကစပြီးအင်အား400နဲ့စိတ်ဖြူမြို့နယ်အမှတ်22ကာကွယ်ရေးပစ္စည်းဆက်ယုံကပ္ပစာ22ကတဆင့်ပေါင်မြို့နယ်တောင်ပိုင်းကိုဝင်ရောက်စစ်ကြောင်းထိုးခဲ့တာဖြစ်ပြီးစစ်ကြောင်း3ကြောင်းခွဲဝင်ရောက်လာကနေအိမ်တွေမိရှို့ဖျက်ဆီးတာပြည်သူတွေကိုဖမ်းဆီးတပ်ပြတာတွေလုပ်ခဲ့တယ်လို့တော်လိုင်းရေးဘက်ကအသိပေးကြပါတယ် အဲ့ဒီနောက်နိုဝင်ဘာလ3ရက်နေ့မှာအင်အား150ခန့်ပါတဲ့စစ်ကြောင်းတစ်ခုနဲ့ပေါ့မြွနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖတို့ပေါ့မြွနယ်တောင်ပိုင်းကြောက်ကာကြီးရွာနီးမှာတိုက်ပွဲဖြစ်ခဲ့ပြီးစစ်ကောင်စီတပ်ရဲ့ရုပ်လောင်းတွေတိုက်ပွဲနေရာတွင်ကျန်ရှိခဲ့ကြပါတယ်။ရန်သူလောင်း၁၀လောင်းရရှိထားပြီး၁၀ခန့်ထိကြိုက်ဒဏ်ရာရရှိကာတပ်ဖွဲ့ဖွဲ့စည်းပုံပြက်ပြီးပင်တောင်ပြည်သူစစ်ရွာကိုပြန်လည်ဆွတ်ခွာတယ်လို့တော်လိုင်းရဲ့သတင်းတွေမှာဖော်ပြထားကြပါတယ်။ နွေမလာ9ရက်နေ့မှာတော့တိ6ကြောအနီးကစစ်ကောင်စီတပ်ကအင်အား330နဲ့ဥတီစစ်ကြောင်းတူဝင်ရောက်လာလို့ပေါင်မြုံနဲ့တောင်ပိုင်းကရော6မှာတိုက်ပွဲထပ်မံဖြစ်ကြောင်းသိရပြီးနောက်ထပ်ရန်သူလောင်း9လောင်းနဲ့တနက်9လက်အပါဝင်ခဲယမ်းများလည်းရလိုက်ကြပါတယ်။အရမရွေးကောက်ပွဲဒေသအချက်တွင်အောင်မြင်ဖို့အရေးပေါ်ကြီးညာချက်ထုတ်ထားရမှာမြို့63မြို့နဲ့မကွေးတိုင်းကထီလင်းပေါက်မြိုင်ဆောနဲ့ရေစကြိုမြို့နယ်တွေပါဝင်နေတာလည်းသိရပါတယ်ခင်ဗျာ။ မော်တော်မြို့ကိုတော်လိုင်းတက်တွေကတိမ့်ပိုက်နိုင်ယူပြီးနောက်ပိုင်းရန်သူတက်တွေကတော့ကနေဦးကလေးက၎င်းတို့စစ်ကြောင်းတက်တွေတက်နေခဲ့တဲ့တိမ့်ခွန်းရွာကိုအခုတော့လေးချောင်းပြစ်မှာထားခြင်းစစ်အင်အားဖြစ်တင်းခြင်းတွေလှုပ်လာနေကြပါတယ်။နွေမာလာ15ရက်နေ့မှာတနင်္သာရီဘုတ်ပြင်းသွားပြည်တော်စုလမ်းမမော်တော်မြို့သို့သွားရလမ်းပိုင်းရှိတိမ့်ခွန်းရွာဝန်းကျင်နဲ့တဲဖြီရွာဝန်းကျင်မှာတနေကုန်တိုက်ပွဲပြင်းထန်ခဲ့ကြပါသေးတယ်။ စေအုပ်စုတွေလက်လွတ်လိုက်ရတဲ့မော်တော်ဟာတနင်္သာရီပုတ်ပြင်းပြည်တော်စုလမ်းမ48မိုင်ကွာတွင်တည်ရှိပြီးအရှိတ်ဘက်သို့လမ်းခွဲအတိုင်းဝင်သွားရခြင်းဖြစ်ကာအဲ့ဒီလမ်းပိုင်းနေရာကိုရန်သူတပ်တွေက2024ဒီဇင်ဘာနှောင်းပိုင်းကတည်းကအင်အားရာနဲ့ကြီးစစ်ကြောင်းထုတ်လို့မရနိုင်ဖြစ်နေကြတာပါအခုတော့ရှုံးမဲမဲပြီးပြစ်မှတ်ပြစ်ပို့လို့တိုက်ပွဲပြင်းထန်ခြင်းဖြစ်လာပါတယ် အင်အားဖြစ်တင်းနေမှုအခြေအနေမှာလဲအချို့ကလေထီးနဲ့ဆင်းနေကြတယ်မြေပြင်မှာရဟရည်နာပြီးဆင်းတဲ့သူတွေကပုံများတယ်အင်အားတရာကျော်လောက်ဖြစ်ပြီးလာချနေတာဆိုတဲ့အကြောင်းဒေသခံတွေကပြောပြပါတယ်မော်ဒန်ကို KNL နဲ့ဖီရီယပူပေါင်းတပ်တွေကတိမ့်ပိုက်အောင်မြင်ပြီးနောက်ပိုင်းစစ်အုပ်စုရဲ့လေကြောင်းရံကိုကြောက်တဲ့ဒေသခံတွေမြို့ကိုပြန်မဝင်လာကြသေးပါဘူး ြို့ကိုမသိမ့်ပိုက်ခင်နိုဝင်ဘာလ10ရက်နေ့ကလေးကလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်တာမြို့သိမ့်တိုက်ပွဲသတင်းကြိုရတာကြောင့်ဒေသခံတွေဟာနိုဝင်ဘာလ10ရက်နေ့ကလေးကထိုင်းမြန်မာနယ်စပ်ကိုထောင်ချီပြီးရှောင်တိမ်နေကြတာဖြစ်ပါတယ်။လက်နက်အမြောင်များသိမ်းဆီးနိုင်မှုနဲ့အောင်မြင်ခဲ့တဲ့မိုးတောင်အောင်ပွဲမှတ်တမ်းတွေကတော့ဝေဝေဆဆာထွက်ရှိခဲ့ပါတယ်။မြို့သိမ့်အောင်ပွဲပြီးမှစစ်မြေပြင်ကိုရောက်ရှိသတင်းတင်နေတဲ့ပြည်သူ့ဘက်ရပ်တည်ခဲ့သူဗိုလ်မှူးတင်လင်းအောင်ကလည်းဖမ်းမိထားတဲ့စစ်တုပ်ပန်းတွေကိုနောင်တရကြဖို့စီယုံကြီးစကားတွေရှင်းလင်းပြောကြားခဲ့တာတွေ့ရပါတယ်။ တချို့စစ်အုပ်စု lobby စာမျက်နှာတွေမှာတော့တင်လင်းအောင် TSA 47ဒီကောင်ဦးစီးပြီးမောတောင်ကိုတင်သွားတာဒီလိုကောင်မျိုးတွေကခွန့်လွှတ်စရာအကြောင်းမရှိဘူးဆိုပြီးရေးနေကြသလိုဒုတိယပွဲခေါ်တန်လေးနင်းနေစပြီဆိုတဲ့အကြောင်း status ကိုကိုတင်လင်းအောင်ကပဲတင်ထားသေးတာကြောင့်နောက်ထပ်တိုက်ပွဲအောင်ပွဲတွေကိုစောင့်ကြည့်စရာဖြစ်လာနေပါတယ်ယူသိန်းခံထိတော်မဲ့အကြောင်းတပတ်လောက်ကလေးကကြိုသိနေပေမဲ့အထက်ကထိရောက်တဲ့အကူအညီတွေမပေးနိုင်ခဲ့ဘူးလို့ထိုင်းဘက်ကထွက်ပြေးရောက်ရှိနေတဲ့စစ်အုပ်စုတွေကပြောပြပါတယ် အလားတူကရင်မွန်တခွင်မှာကြီးမားတဲ့စီမံကိန်းကြီးတွေရှိတာကြောင့်မော်တော်မြို့ကိုစေအုပ်စုကလက်လွတ်လိုက်ရခြင်းဟာအိဆာတည်တည်လေးသာဖြစ်ကြောင်းအာနာသိန်းအုပ်စု lobby တွေတချို့လည်းပြောဆိုဝါဒဖြန့်နေတာရှိပါတယ်။မော်တော်ကိုဆုံးရှုံးမှုကြောင့်ကန်ယူရန်တိုင်းမှုဗိုလ်ချုပ်ကျော်ကျော်ဟန်ကိုနေပြည်တော်စေယုံကဖိအားပေးနေပြီးတိုင်းမှုယာတုပြတ်ဖို့အလားအလာတွေလည်းမြင်ရတဲ့အကြောင်းစီရီယန်ဗိုလ်ကြီးစင်ယော်ကတော့ပြောပါတယ်။ဗိုလ်ချုပ်ကျော်ကျော်ဟန်ကိုနေပြည်တော်စစ်ရုံးကထုချီလွှာတင်ပြခိုင်းပြီးမောရောင်ကိုချက်ချင်းပြန်လဲတင်ယူနိုင်ရေးဆောင်ရွက်စီရန်ခိုင်းတာကြောင့် အကယ်၍မောတော်ကိုပြန်လဲသိမ်းယူနိုင်ခြင်းမရှိပါကတိုင်းမှုရာထူးမှအဖြုတ်ခံရတော့မှာဖြစ်ကြောင်းဩဂုတ်လ25ရက်နေ့တနင်္လာနေ့တိုင်းဗုတ်ပြင်းမြို့ခြေဆိုင်အမှတ်73စစ်စင်ရေးကုကဲမှုဌာနချုပ်မှဒုတိယစက္ကခမှုဘိုးမှုကြီးမြို့တန်ဆိုသူလဲ KNL ရဲ့တိုက်ခိုက်မှုကြောင့်တေဆုံးစင်မှာလဲကန်ယူရန်တိုင်းမှုဘိုးချုပ်ကျော်ကျော်ဟန်ကထုချီလွာတင်ခဲ့ရသေးကြောင်းသိရပါတယ် တနင်္လာရီကွင်တိုက်ပွဲမြေကိုရောက်နေတဲ့ပြည်သူ့ဘက်ကဗိုလ်မှူးတင်လင်းအောင်ကစစ်တုပ်ပန်းတွေကိုစကားပြောဆိုရမှာတော့တော်လိုင်းရဲတပ်တွေကသူတို့စစ်တိုက်ရချင်းရဲ့ရည်ရွယ်ချက်တွေကိုရှင်းရှင်းလင်းလင်းသိပြီးခင်ဗျားတို့အသေးခံတိုက်နေချင်းကတော့ဘာအတွက်တိုက်တယ်လဲဆိုတာရှင်းရှင်းလင်းလင်းသိရလားဆိုပြီးရန်သူစစ်တုပ်ပန်းတွေပေါ်မိကုံထုတ်ထားပါတယ်ခင်ဗျာတော်လိုင်းဘက်တော်သားတွေကိုဘယ်ဒီဘက်ခွေးလို့ခေါ်တာခင်ဗျားတို့ကြားဘူးလေကြားဘူးလားနိုင်ပေါ်မှာခင်ဗျားရေးတာကြားဘူးလားတွေ့ဘူးလား ခင်ဗျားတို့တွေပဲဒီပွဲရဲခွေးနဲ့ခင်ဗျားတို့တွေခေါ်ခန်းနေရတာဒီပွားကြီးကိုဝါပြစ်ပြောမှာနော်မင်းအောင်လိုင်းအခုရေကောက်ပွဲလုပ်ပြီးတော့ခင်ဗျားတာတာရလစ်သွားပါတယ်နော်စစ်တပ်ကိုတချို့နောက်တယောက်ပေးလိုက်မယ်တမဒါကိုနောက်တယောက်ခင်ကြီးဖြစ်ဖြစ်အခုယူနေတဲ့ကောင်တွေရှိတယ်တမဒါလုံးရှင်တယ်အမီတနန်းနဲ့ကောင်တွေအဲကောင်တွေကိုပေးလိုက်ပြီးတော့ तू ကအေးစေးချောင်ထွက်သွားမှာခင်ဗျားတို့ဝါကြီးကိုတော့ရေတုံပြောပြီးတော့ထားခဲ့မှာနော်အဲ့တော့မင်းအောင်လိုင်းတွေတစ္ဆာခံနေမဲ့သား ဒီလိုဘွားမျိုးရောက်တာလည်းကောင်းတယ်လို့ပြောလို့ရတယ်เนาะဒါဘွားတစ်စစ်ချိုးပဲခင်ဗျားတို့ဒီကနေပြီးတော့ဒီကအဖွဲတွေစီတင်ပေးတဲ့ဟာနဲ့အခုခုပြန်ပြီးတော့မှတော်လိုင်းမှာပြန်ပြီးဒီခုခုလုတ်ပေးနိုင်ပါသေးလို့ဒါကျွန်တော်အနေနဲ့ကတော့ထူတောင်းတယ်ပေါ့เนาะရင်တော့ဘယ်မတူခဲ့တဲ့လူတွေခင်ဗျားတို့လည်းကျွန်တော်နေအခုကဘက်တူလူနီးပါလို့တော့ပြောလို့ရတယ်ပေါ့เนาะခင်ဗျားတို့စိတ်ဓာတ်တွေပြောင်းလဲလာမယ်ဆိုရင်တော့တော်လိုင်းအတွက်အများကြီးအကျိုးရှိမယ်လို့တော့ယုံကြည်တယ်ဟုတ်ပြီเนาะ နွေမလာ၁၄ရက်နေ့မနက်8:53မိနစ်ခန့်ကမုံရွာမြို့နယ်မုံရွာ6ဦးလမ်းပိုက်တနေရာမှာအကျန်းဖက်စစ်ရင်တန်းကိုထွက်လိုင်းတပ်တွေကမိုင်းဆွဲပစ်ခတ်ရာစစ်သား၂ဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။ Area 71 LPDF မုံရွာတပ်ဖွဲ့ခေါင်းဆောင်ကိုထွန်းထံမှသိရတာဖြစ်ပါတယ်။ဖြစ်စဉ်မှာ1ပေါင်ကုမ္ပဏီမှကျင်းညာတဲဆောင်လာတဲ့တွဲက23စီးပါရင်တန်းကိုလုံခြုံရေးလိုက်ပါဆောင်ရွက်ပေးနေတဲ့နမခမတံပြားကဂျမ်းမာတက်ဆင်ထားတဲ့ရင်6စီးကိုမုံရွာ6ဦးလမ်းပိုက်တနေရာမှာမိုင်းဆွဲတိုက်ခိုက်တာဖြစ်ပါတယ်။ တံပြားကာကား၈စီးနဲ့ကျင်းနေတဲ့တွဲကား22စီးကိုတော်လိုင်းတပ်ဖွဲ့များကပရိဒါမိုင်း၅လုံးနဲ့ဖောက်ခွဲခြင်းကြောင့်တွဲကားများသည်ခင်မွန်ရွာဘက်ဆုံချံအနီးတွင်ထိုးရခဲ့ပြီးတော်လိုင်းတပ်ဖွဲ့များကလက်နက်ငယ်များနဲ့ထပ်မံဝိုင်းဝန်းတိုက်ခိုက်ကြောင်းသိရပါတယ်။ရန်သူနှုတ်ဦးသေးပြီးထိခိုက်ဒဏ်ရာတွေရှိခဲ့ကြပါတယ်။အခုလောလောဆယ်မှာတော့လမ်းပေါ်မှာပြည်သူကားတွေကိုပိတ်ထားပြီးလမ်းပေါ်မှာမိုင်းတွေရှင်းခိုင်းနေတယ်။မနေ့တုန်းကဆိုရင်အသလွတ်ကြီးမုံရွေးရွာတဲ့ကိုလက်နဲ့ကြီးနဲ့လှမ်းထုတယ်လို့တော်လိုင်းတပ်ဘက်ကပြောပါတယ် ဒီတက်ခိုက်မှုကတော့မုံရမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မုံရမြို့နယ်ပကပမိုင်းဖွဲ့မှဥဆောင်ပြီး Area 71 LPDF မုံရွာနဲ့ Golden Peacock Attack Force အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထိခိုက်မရှိပြန်လည်ဆက်ကွာနိုင်ခဲ့ကြောင်းသိရပါတယ်။လက်နက်ခဲယမ်းတွေလိုအပ်နေစေဖြစ်လို့ပြည်သူတွေအနေနဲ့အကူအညီပေးကြပါအောင်လို့လည်းတောင်းဆိုလျက်ရှိပါတယ်ခင်ဗျာ။ရန်သူ20ခန့်တိုက်ဆုံခဲ့တဲ့တိုက်ပွဲအမှတ်တမ်းတွေကိုတော့ရေတရှည်မြို့နယ်ပြည်သူ့ကာကွယ်တပ်မတော် တရင်3934ရဲ့သတင်းနဲ့ပြန်ကြားရေးအားထုတ်ပြန်ခဲ့ပါတယ်။အကြမ်းဖက်စစ်တပ်ကိုနှစ်ကြိမ်တိုက်ခိုက်ခဲ့ရာစစ်သားနှစ်ဦးသေဆုံးခဲ့ကြောင်းပြောပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ25ရက်နေ့ကရင်ချောင်းမြစ်ကူးတရမှာအင်အား140ကျော်ပါဝင်တဲ့စစ်တပ်လက်အောက်ခံတပ်များဖြစ်တဲ့တတရ634ခလာရ26ခမာရ29ခလာရ39စက္ကနာ148ကက်ကနဲ့တို့ဤပူပေါင်းစစ်ကြောင်းကစစ်တောင်းမြေအရှိတ်ကံကိုစစ်ကြောင်းထုတ်လာကြောင်းထိုစစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေကရေလွဲကျွေးရာတောင်ဘက် ။တစ်သားတရားပေါ်ရောက်မှာအင့်ဆောက်ဆိုင်ပြီးကြားပြတ်တက်ခတ်ရမှာတိုက်ပွဲစတင်ဖြစ်ပွားကြောင်း။သုံးနိုင်တိုက်ပွဲမှာရန်သူ9ဦးတေချောင်းတော်လိုင်းဘက်ကထုတ်ပြန်ပါတယ်။တနေ့ထဲမှာပဲအော်တိုဘားလ25ရက်နေ့မွလွဲ3နိုင်ခန့်အချိန်မှာတိုက်ပွဲဖြစ်ပွားရနေရာများကိုနေပြည်တော်စစ်တိုင်းတပ်အောက်ကံ PDF တိုက်ရင်းများနဲ့ KNU တပ်မား1တိုက်ရင်း9လက်နက်ကြီးအဖွဲ့တို့ကထပ်မံတွားရောက်တိုက်ခတ်ရာတိုက်ပွဲ2နိုင်ခန့်အတွင်းရန်သူဘက်မှ15ဦးတေဆုံးပြီး9ဦးတန်ရာရခဲ့ကြောင်းသိရပြန်ပါတယ်။မိမိတို့ဘက်မှာတော့နေပြည်တော်စစ်တိုင်းမှရဲဘော်တအူး ြည်ကားပြားကြည်တိမှန်တတိလက်နေချိန်မှာတက်ရင်33 4မှရဲဘော်မူဒီတွားရောက်ဆွဲထုတ်စဉ်ကြည်တိမှန်ပြီးတော့ရရှိတန်ရာနဲ့ရဲဘော်မူဒီဟာအော်တိုဘားလ29ရက်နေ့မှာကြာဆုံးခဲ့ကြောင်းသတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်ခင်ဗျာ။ နွေမလာ၁၄ရက်နေ့မှာစစ်ကြောင်းထိုးလာတဲ့ရန်သူတွေကိုရေးဘလူးတပ်ဖွဲ့ကအသာစီးရခဲ့တဲ့တိုက်ပွဲတွင်မှာခုနှစ်ဦးသေပြီးအများပြားဒဏ်ရာရကုန်တယ်လို့ရေးဘလူးတပ်ရင်းကထုတ်ပြန်ထားပါတယ်။မွန်ပြည်နယ်ရေးမြနယ်ရွာကလေးနဲ့ဝါရဟိုင်းကြီးရွာကြားမှာ45မိနစ်ခန့်တိုက်ပွဲဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ကျွန်တော်တို့နဲ့သူတို့နဲ့ကရွာကလေးရွာသူတို့ကြော်လာခဲ့တယ်ဝါရဟိုင်းကြားလို့ပြောလို့ရတယ်။အဲ့ဒီမှာထိတွေ့မှုဖြစ်တယ်တိုက်ပွဲဖြစ်ချိန်က45မိနစ်ပါ။ကျွန်တော်တို့ပတ်ချန်းကလက်ဦးမှုအရင်ရတယ်ကျွန်တော်တို့ရရှိတဲ့တက်ကက်အထိုင်နေရာကိုပဲမဲတာပေါ့။ ကျွန်တော်တို့ကတည်င်းရင်ရတော့အသာစီးပြစ်နိုင်တယ်ရန်သူဘက်ကထိခိုက်မှုများတယ်ထိခိုက်မှုများတော့သူ့ဥတီချက်တွေထပ်မရှိဘဲနဲ့စစ်ကြောင်းကကျွန်တော်တို့ပြစ်တဲ့နေရာအနီနာတောထဲမှာပဲငင်းသွားတဲ့အကြောင်းတော်လိုင်းအဖွဲ့ကပြောပါတယ်နေမာလာ15ရက်နေ့နဲ့ပိုင်းရောက်မှာရန်သူတွေရှေ့ဆက်မတိုးဘဲဆုတ်သွားတဲ့အပြင်ဖမ်းထားတဲ့ဒေသခံတွေကပြန်လွတ်ပေးခဲ့ကြအောင်ရေးဘလူးတပ်ဖွဲ့ကပြောပါတယ်တည်င်းသေးစိတ်မထုတ်ပြန်ခင်မှာတော့ရေးဘလူးက33နှစ်ရွယ်ဆယ်မြင့်ဆောင်သားမနစ်တနေ့ကမှစစ်တိုက်တဲ့အဖွဲ့က ရေဘလူးဆိုတဲ့ခြားတိတ်လေးကိုအင်အားတရာနဲ့လက်ဖမ်းတဲ့ခွေးစစ်ကြောင်းကြီးဝရဟိုင်းချောင်းထိပ်မှာအလောင်းမြုံနေရပြီ။သုံးကောင်ကြတော့မနေ့နေ့လေအာရုတောင်တို့ပို့ဆောင်ဒေါသအရှိမထားနဲ့တားမှားမယ်လို့ရေဘလူးကသူ့ရဲ့လူမှုကွန်ရက်ပေါ်မှာအသိပေးထားတာကိုလည်းတွေ့ရပါတယ်ခင်ဗျာ။နောက်တစ်ခါနိုဝင်ဘာလ15ရက်မှာပဲရေးမြွနယ်လက်ပုတ်ရွာကိုရန်သူတွေဝင်လို့တိုက်ပွဲဖြစ်ကြသေးကြောင်းသိရပါတယ်။တိုက်ပွဲတနင်္လာနေ့ထိကြာမြင့်ခဲ့ပြီးထိခိုက်သေးဆုံးမှုတည်င်းတွေမရရှိသေးပါဘူး။ စစ်ခွေးတွေမနေ့တုန်းကစစ်ကြောင်းထုတ်လာတာကျွန်တော်တို့ရေးဘူးလူတိုက်ရွေးနဲ့ထိတွေ့မှုဖြစ်ခဲ့တယ်။ရန်သူဘက်ကကထိခိုက်မသေးကြဘူး။ကျွန်တော်တို့ဘက်ကတော့ထိခိုက်မှုမရှိပါ။ရန်သူကတော့အပိုင်ပြစ်နိုင်ခဲ့တယ်။ရန်သူဘက်ကတံရရတာတော့ရှိမှာပေါ့။ကြာဆုံးမှုကတော့အတိအကျမဖြစ်ဘူး။ရန်သူကအင်အားများတယ်၂၀၀ဝန်းကျင်လောက်ရှိမယ်။မနေ့ကလက်ပုတ်ရွာကိုစစ်ကြောင်းထုတ်လာခဲ့တာပါ။ကျွန်တော်တို့နဲ့တိုက်ပွဲစီနိုင်ပိုင်းတွင်းမှာပဲပြန်ဆင်းသွားတယ်။တိုက်ပွဲကြာမြင့်ချိန်ကတော့တနင်္ဂနွေလောက်ရှိတယ်လို့ရေးဘူးလူတပ်ဖွဲ့ရဲ့တိုက်ရင်မှုကပြောပါတယ်။ ရန်သူတွေထိနာလို့ရန်တမ်းပစ်ခတ်ရမှာလဲဒေသခံဆိုင်ကပြင်ဆိုင်ဒီဆိုင်မိလောင်သွားကြောင်းသိရပါပါတယ်ခင်ဗျာ။ ဘကိုးတိုင်းပါခေါင်းမြို့နယ်မှာကင်းထွက်တဲ့ရန်သူတွေကိုနိုဗင်ဘာလ9ရက်နေ့ညနေ6နာရီလောက်မှာတိုက်ခိုက်လို့ထိခိုက်သေးဆုံးမှုရှိခဲ့ကြောင်း363တပ်ရင်းကပြောပြပါဗျ။ပြည်ပင်ကြောရွာအထိုင်စခန်းကနေတာကောက်ရွာ၊ဘော်ဒီကုန်းရွာ၊တိုက်ချောင်းရွာတွေဘက်ကိုဆိုင်ကယ်၅စီးနဲ့ကင်းပတ်ထွက်လာခြင်း၊ပြည်ပင်ကြောရွာနဲ့တိုက်ချောင်းရွာကြားရောက်မှာဆိုင်ကယ်၄စီးကိုကာကွယ်တပ်သားတွေကလက်နက်ငယ်တွေနဲ့ပစ်ခတ်ပါဗျ။ ်နောက်ထပ်ကျန်တဲ့ဆိုင်ကယ်၃စီးကိုလည်းမိုင်းကွင်းထဲရောက်မှထပ်မံမိုင်းဆွဲပါတယ်တိုက်ခိုက်မှုများမှာရန်သူ၃တေပြီး၂ယောက်တန်ရာရသွားပါတယ်ရန်သူတချို့လည်းထွက်ပြေးသွားနိုင်တာရှိပြီးကြီပောက်တစ်ခုကြီအချို့နဲ့ဆိုင်ကယ်၄စီးသိမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်နိုဝင်ဘာလ16ရက်နေ့မနေ့9နိုင်ဝန်းကျင်ချိန်မှာတော့ကျိုးပင်ဝိုင်းရွာကိုစစ်တပ်ကလေရင်ဘုံနှလုံးကျဲချတက်ခတ်ခဲ့တယ်လို့ချောင်းကောင်းဘက်ကနေလည်းလက်နက်ကြီးတွေနဲ့ပစ်ခတ်တက်ခတ်ခဲ့ကြပါတယ်။ဘုံကြရောက်ပောက်ကွဲခဲ့တာကြောင့်အမျိုးသမီးတစ်ယောက်သေဆုံးပြီးအမျိုးသားတစ်ယောက်ထိခိုက်ဒဏ်ရာရပါတယ်။ PDF မင်္ဂလာဆောင်မဟုတ်ပါဘူးရွာထဲမှာလောက်တာပါအရက်သားမင်္ဂလာဆောင်ပါပဲလို့ဒေသခံတွေကပြောပြပါတယ်ပြည်သူတွေ PDF ကိုအားမပေးအောင်လုပ်နေတာပါပြည်ခရိုင်ကရန်ကုန်နဲ့ဆက်ဆက်နေတော့အသေးမဲနေတာပါအေကလည်းဗဒောင်းအုတ်ရှိပင်ဘက်ကိုရောက်နေတာကိုအဲ့ဒီလိုဆိုတော့ပြည်မြို့နဲ့အနီးစပ်ဆုံးနေရာတွေကိုမှုနေတာဘောလို့ဆိုကြပါတယ်။ကြောက်ဖြူမှာအထင်နာခဲ့တဲ့စစ်အုပ်စုရဲ့ကြဆုံမှုတည်င်းတွေတက်နေစမှာပဲရခိုင်နဲ့ဆက်ဆက်ရာဒေသတွေတိုင်းဒေသတွေမှာလည်းရန်သူစစ်အုပ်စုကစစ်ရေးဖိအားပေးလာခြင်းလို့ဆိုရမှာဖြစ်ပါတယ်ခင်ဗျာ။